မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာတော့ကျွန်တော်စက်ဒေတာတိုင်းနဲ့ပတ်သက်တဲ့အခြေခံပုံစံတွေကိုပဲကျွန်တော်ဆက်လက်တွက်ချက်သွားမှာပဲဖြစ်ပါဟိုပထမဆုံးပုံစံလေးကတော့ no string data type မျိုးစောင်းကို no import ပေးမယ် for string data type ထဲမှာကျွန်တော်၃ညနေကိုအတွင်းပါစီတော့အနံ့အမျိုးအစားများကိုကျွန်တော် output ထုတ်ပေးရမှာဖြစ်တယ်တကယ်၍ကျွန်တော်ညိုင်းလိုက်တဲ့ string က no ကနန်းအမျိုးအစား no မပါဘူးဆိုရင်ကျွန်တော်တို့က no ကိုထုတ်ပေးရဥမာလဲ no ကြည့်လိုက်ပါမယ်ဒီမှာဆိုရင်တော့ AB 1 and 32 KZ 22အဲဆိုတော့တုံးရနေကိုထီအမျိုးသားဘယ်နှလုံးပါလဲဆိုတော့1ပါတယ်3ပါတယ်2ပါအဲကြောင့်မို့တော့132ဆိုပြီးကျွန်တော် set data type လေးနဲ့ကျွန်တော် print set data type အမျိုးဆောင်တော့ output ထုတ်ပေးရမှာပဲဖြစ်ပါတယ်အဲဒါလို့ကျွန်တော်တို့ပေးလိုက်တဲ့ no input ပေးလိုက်တဲ့ string data type က ့3ညနေ6ထိကျွန်တော်ကဏန်းနေမပါဘူးဆိုရင်ကျွန်တော်ဘာကိုပရင့်ထုတ်ပေးရမလဲဆိုရင်ကျွန်တော် no ကိုပရင့်ထုတ်ပေးရမှာပဲဖြစ်ပါဟုတ်ပြီ no ဒီပုံစံလေးကိုတော့တွတ်ကြည့်လိုက်အောင်ဆိုဒီပုံစံလေးကိုတွတ်တဲ့အခါမှာကျွန်တော် function ကိုသုံးပြီးတော့ကျွန်တော်ပြန်တွတ်ထားတယ်ပထမအဦးဆုံးကျွန်တော် set အလုပ်ကိုကျွန်တော်တိဆောက်လိုက်မယ် set လုပ်ကိုကျွန်တော်တိဆောက်လိုက်တယ်ပြီးတော့ရင်ကျွန်တော်အဝင် input ကိုကျွန်တော်ဘာလုပ်ပေးထားလဲလဲလောလောဆယ် s လို့ပေးထား s နေရာမှာကျွန်တော်ကြိုက်တဲ့ string ကျွန်တော်အစားထုတ်လို့ရတယ်ပြီးတော့ string က iterable ပဲဖြစ်တဲ့အတွက်ကျွန်တော်ဖြည့်ချလိုက်မယ်ပထမဦးဆုံးကျွန်တော်သိရမှာဘာသိရမလဲဆိုရင်3ရက်နေ6ရက်ထိသိရမယ်3ရက်နေ6ရက်ထိမေခနန်းနေ3ရက်နေ6ရက်ထိကိုဘယ်လိုသိနိုင်မလဲဆိုကျွန်တော်ဖြစ်အမတ်တ်ဖြစ်တဲ့ ORD function ကိုတုံးပြီးကျွန်တော်သိလို့ရတယ်ဒီမှာဆိုရင် ဖင်းမတ်တ် ORD မတ်တ်ကိုတော့တုံးသွားတယ်။တော့တလုံးချင်းဖြီလိုက်တဲ့ character တွေကိုကျွန်တော်ဘယ်ထဲဝင်မလဲ ORD မတ်တ်နဲ့တွဲတုံးလိုက်မယ်။တွဲတုံးလိုက်ရင်ကျွန်တော်တို့58ကနေပြီးတော့50အတွင်းရှိနေအဲ့ဒါသိကြတယ်။၃ညကနေ4ထိရှိတဲ့အတွက်ကျွန်တော်ဘယ်ထဲကိုထည့်လိုက်မလဲဆိုရင် set 1. dot အဆိုပြီးတော့အမတ်တက်ကိုတုံးပြီး set 1နဲ့ကိုကျွန်တော်ထည့်လိုက်မယ်။အဲ့မှာကျွန်တော်တို့ကဒါကြီးအကုန်လုံးစစ်ပြီးသွားပြီဆိုတော့တော့ထည့်လိုက်မယ်။ ဒီမှာကျွန်တော်အကုန်လုံးဟို character အကုန်လုံးကိုဘာနဲ့ဆင်မှာလဲဆိုတော့ phone နဲ့ဆင်မယ် is set ဆိုတာကြာအကေရွေးစက်ထဲမှာတလုံးလုံးရှိနေတယ်ဆိုရင်အဲ့ဒါကနန်းရှိတယ်လို့ကျွန်တော်ယူဆပြီးတော့ return ပြန်လိုက်မယ် return ပြန် function မှာ return ပြန်လိုက်ပြီဆိုရင် return ရဲ့အောက်ကကုတ်ကဒီတိကုတ်မှာအလုံးမလောက်တော့ဘူးဒီမှာဆိုရင်လည်း no ကလောက်တော့မှာမဟုတ်ဘူးအကေရွေးစက်1က မရှိဘူးဆိုရင်ကျွန်တော်တို့ is set 1ဆိုတဲ့ဟာ set 1မရှိဘူးဆိုရင်သိကြတယ်ကျွန်တော်တို့ set ထဲမှာကျွန်တော်တို့တလုံးမှာမရှိလို့တလုံးမှာမရှိရင်ကျွန်တော်တို့ကခဏတလုံးမှာမပါဘူးလို့ယူဆလို့ရတဲ့အတွက် return no ကိုကျွန်တော်တို့ကဘယ်နဲ့အဲ return no no ကိုကျွန်တော်တို့ return ပြန်ထားရမှာဖြစ်တယ်။ဟုတ်ပြီတော့ဒီမှာဒီပုံစံလေးကိုတော့ program နဲ့ဟိုတွက်ကြည့်လိုက်အောင်။ no ဒီမှာဆိုရင်ကျွန်တော် string ရေးလိုက်တဲ့ s လို့ပြီးရေးလိုက်တယ်ကျွန်တော်ရေးလိုက်တဲ့ s ကိုဒီမှာထည့်လိုက်ပြီးကျွန်တော်ရေးလိုက်တဲ့ s ကဒီနေရာရောက်သွားပြီဟုတ်ပြီကျွန်တော်ဒီ program လေးကို run နေရတယ်ပိုင်းတော့ example ကျွန်တော် 89.py ဆိုပြီးဟုတ်ပြီတော့ abc ကျွန်တော်ရေးလိုက်မယ်ခဏတလုံးမှမပါဘူးပါထွားမလဲဆိုရင် no ထွားဟုတ်ပြီတော့ program လေးပြန်ရလိုက်မယ်1 2 1 2 1 2 3ဆိုရင်1 2 3ပဲ လောထွားမှာပဲဖြစ်ပါတယ်။ဆိုတော့နောက်တစ်ပုဒ်စာတစ်ပုဒ်ကထီးကျန်နေသော အခေယတင်ဂေတာသို့မဟုတ်တကြိမ်သာပါရှိသော အခေယတင်ဂေတာများကိုအောက်ပုတ်ထုတ်ပေးပါ။နှုတ်ဆိုလိုချင်တာကကျွန်တော် input ဟို string data တိုင်းကျွန်တော်ရိုက်လိုက်မယ်။ရိုက်လိုက်တဲ့ node string data တိုင်းထဲမှာနှုတ်တစ်ခါပဲပါတဲ့သင်္ကေတတွေကိုကျွန်တော် print ထုတ်ပေးရမှာအမှမဟုတ် output ထုတ်ပေးရမှာပဲ။တကယ်လို့မပါဘူးဆိုရင်ကျွန်တော်တို့ကဘာလို့ အောက်ပို့ထုတ်ပေးရမလဲဆိုရင် no အောက်ပို့ထုတ်ပေးရမှာဒီမှာဆိုတော့ ASD12 AD2 ဆိုပဲရေးလိုက်ဒီမှာဆို1ကတစ်ခါပဲပါ1ရယ် S ရယ်တစ်ကြိမ်ပဲပါကြံတဲ့အခရာတွေကတစ်ကြိမ်ထပ်ပို့ပြီးတော့ပါတဲ့အတွက်ကျွန်တော်တို့ကအောက်ပို့ထုတ်ပြန်မလို့တစ်ကြိမ်ပဲပါတာ S ရယ်1ရယ်ဖြစ်တဲ့အတွက်1ရယ် S ရယ်ကိုကျွန်တော်တို့ကအောက်ပို့ထုတ်ပေးရမှာဖြစ်တယ်ဒီမှာဆိုရင်တစ်ကြိမ်နဲ့ပါတဲ့ အခရာလေးတစ်ခုမှမရှိဘူးမရှိတဲ့အတွက်ကျွန်တော်တို့က no ဆိုပြီးတော့ no ပြန်ထုတ်တယ်ဒီပုံစံလေးကရှေ့ပုံစံလေးနဲ့ no ခတ်ချက်ဆိုမှနည်းနည်းပဲကျွန်တော်တို့ကြောင်းလဲရတာပဲဖြစ်တယ်ဟုတ်ပြီတော့ဒီပုံစံလေးကိုတော့တွက်ကြည့်လိုက်တယ် no function နဲ့ပဲ no ရေးလိုက်တယ် function name က only one ပြီးတော့ကျွန်တော် input အနေနဲ့ argument s လို့ပေးထားမယ်ပြီးတော့ရင်ကျွန်တော် set data type ကိုကျွန်တော်ပြောင်းပြလိုက်တယ် ဒီမှာကျွန်တော် set data type ဘာဖြစ်လို့ပြောင်းပြင်လဲဆိုရင်ကျွန်တော်ထပ်နေတဲ့ထပ်နေတဲ့အရာတွေကိုအကုန်လုံးဖယ်ထုတ်ခြင်းလို့ဘာဖြစ်လို့ဖယ်ထုတ်ခြင်းလဲဆိုရင်ထပ်နေရရတဲ့ဖယ်ထုတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့မူရင်းရှိတဲ့ Excel ကိုကြွားပြီးတော့ဘယ်နှလုံးပါလဲဆိုတော့ကျွန်တော်သိခြင်းလို့ဖြစ်ပါတယ်ဟုတ်ပြီကျွန်တော် set data type ပြောင်းလိုက်တယ်ပြီးတော့ရင် ANS ဆိုပြီးတော့ကျွန်တော် net data type မျိုးစာပေးလိုက်မယ်ပြီးတော့ကျွန်တော်ဘသူ့ကိုဖြည့်ရမလဲဆိုရင် က်ဒေတာတိုက်ပြောင်းထားတဲ့စက်ဒေတာတိုက်ပြောင်းထားတယ်ကျွန်တော်စက်1ကိုကျွန်တော်ဖြီးထုတ်လိုက်မယ်ဥပမာကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒီမှာဒီရာလေးပိတ်ပြီးကျွန်တော်ဖြီးကြည့်လိုက်မယ်ဥပမာတော့ PRN နေပြန် I ဆိုပြီးတော့ရေးလိုက်မယ်ရေးလိုက်မယ်ဆိုရင်ကျွန်တော်ဘာတွေထွက်လာမလဲဆိုရင်ကျွန်တော်ဒီမှာဆိုဖိုင်ရှယ်ခေါ်ထားတဲ့ ANS ကတော့လောလောဆယ်ကျွန်တော်ပိတ်ထားလိုက်မယ်အဖြစ်ရှိဘူး အဲ့ဒါမှခုနကကွန်ဝန်လိုက်မယ်ကျွန်တော် A B C D A B C D ဆို A B C D A B C D ဆိုကျွန်တော် set data တိုင်း print ထုတ်လိုက်မှာ A B C D ပဲတော့တစ်ခါဒီပဲထုတ်ဟုတ်ပြီအဲ့တစ်ခါဒီထွက်လာတဲ့ဒီ B လေးကိုကျွန်တော်တို့ကဘယ်မှတ်သက်သုံးပြီးတော့ရေးလိုက်မလဲဆို B ကို B နဲ့ B က B ကျွန်တော် import ပေးလိုက်တဲ့အထဲမှာဘယ်နှခါပါလဲဆိုပြီးတော့ကျွန်တော်တို့ရေးမှာ ဟုတ်ပြီကျွန်တော်စက်ထဲမှာထည့်လိုက်တဲ့တစ်ခါပဲရှိတဲ့ကာရိုက်တာလေးတွေကို S ထဲမှာဘယ်နှခါရှိလဲဆိုပြီးကျွန်တော်ရေးခြင်းလာအဲ့ဒီအတော့ကျွန်တော်ကဘာလုပ်လိုက်မလဲဆိုတော့ဒီကောင်ပိတ်လိုက်မယ် is a full stop ကောက် i i နည်း i ကအထဲမှာရှိတဲ့ကာရိုက်တာတွေကိုကြီးလိုက်လို့ တင်းနဲ့ညီတယ်ဆိုရင်နော် AR scan ကိုအပန့်လုံးလိုက်မှာဖြစ်ပါဟုတ်ပြီနော်ဒီဟာလေးကိုကျွန်တော်ပြန်လွှမ်းကြည့်မယ်ထည့်လိုက်ပြီးတစ်ခါပဲရှိတယ်ဆိုရင်ဘယ်ထည့်ဟုတ်ထည့်မလဲ AR အထည့်ဟုတ်ထည့်မလဲ AR အထည့်မှာရှိခဲ့လို့ရှိရင်သိကြတယ်တစ်ခါပဲရှိတဲ့ကောင်းရှိလို့အဲ့ဆို AR ကိုဗတ်တန်းပြန်လိုက်မယ်ဒီလိုမှမဟုတ်ဘူးဆိုရင် AR အထည့်မှာတစ်ခါပဲရှိတဲ့လူမရှိလို့ဆိုပြီးကျွန်တော်ယူဆလိုက်ဟုတ်ပြီကျွန်တော် ီ program လေးကို node run ကြည့်လိုက်မယ် return ပြန်ထားတဲ့အတွက်ကျွန်တော်ဘာလုပ်လို့ရလဲ assign ပေးတဲ့ကောင်ကိုကျွန်တော် print ထုတ်လို့ရပြီဟုတ်ပြီကျွန်တော် run ကြည့်လိုက်မယ်ဟုတ်ပြီတော့ a b c a b c ဒီမှာ node ကြည့်ကြည့်လိုက်မယ်တစ်ခါပဲရှိတဲ့လူရှိတာမရှိဘူးမရှိတဲ့တူက no ပြတယ် okay ဟုတ်ပြီကျွန်တော်ဒီမှာ run ကြည့်လိုက်မယ် a b c a b c 1ဆိုပြီးပြလိုက်မယ်အဲ့ဒါဆို1ရှိတယ် ပြီးတဲ့အတွက်တော့1ဆိုပြီးပြဒီမှာ1ပြတဲ့အခါမှာကျွန်တော်တို့က net data တိုင်းနဲ့ပြ net data တိုင်းနဲ့ပြကျွန်တော်တို့ပြတင်တာ net data တိုင်းနဲ့မဟုတ်ဒီမှာ1အပ်ဆိုပြီး string data တိုင်းနဲ့ပြတယ်အဲ့မှာကျွန်တော်တို့ကသိရမှာဘာလဲဆိုရင်သိရမှာဘာလဲဆိုရင် lit data type ကနေပြီးတော့ string data type ကိုဘယ်လိုပြောင်းမလဲဒီနေရာလေးမှာကျွန်တော်တို့ကပြောင်းရမယ်ဒီမှာကျွန်တော်တို့ print ANS လို့ထုတ်လိုက်မှဆိုရင်ဒီ ANS ကကျွန်တော်ဟိုအဖြစ်တာဟုတ်ဒီမှာဆို ABC 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 ဆိုထပ်ထပ်နေတဲ့အတွက် net ကလည်းအလွတ်ကြီးဖြစ်နေတယ် net လွတ်ကြီးဖြစ်နေလို့ no ထွက်ဟုတ်ပြီကျွန်တော် ABC ABC 1 2ဆိုရင်1 2ကရှိတဲ့အတွက်1 2ထွက်လာဟုတ်ပြီဒီ net ဟိုကျွန်တော် string ကြောင်းနေမလို့ကြောင်းလို့ရလဲဆို drive မှာတက်ကိုတုံးပြီးကြောင်းလို့ရကျွန်တော် ans ဆိုပြီးတော့ထုတ်လိုက်မယ်ပြီးသွားရင်ကျွန်တော်ဒီ string အမျိုးစားလေးလုံးလာဂျားထဲမှာဘာမှမထည့်တယ်ပြီးတော့ full stop ခံမယ် join drive ဘာကို join မအောင် ans ကို join လာဒါဆိုရင်ဒီပထမဒီ ans လေးကဘာမျိုးစားလဲလက်မျိုးစား drive တုံးလိုက်တဲ့ဟာ ans လေးကဘာဖြစ်သွားလဲဆိုရင် string မျိုးစားဖြစ်သွားတာပဲဖြစ်ပါဟုတ်ပြီကျွန်တော်ဒီ program လေးကိုပြန်လာလိုက်မယ် a n s a n s 1လို့ရေးလိုက်မှဆိုရင်2 3ဆိုရင်1 2 3ကကက်ရက်လေးကျွန်တော်ဖြစ်နေမှာပဲဖြစ်ပါတယ်။တော့နောက်ဆုံးပုံစံလေးကတော့ no input data တွင်မပါတဲ့တုံညနေကိုအတွင်းကဏ္ဍမြောက်ကို output ထုတ်ပေးပါတဲ့အကယ်၍တုံညနေကိုအတွင်းကဏ္ဍအားလုံးတို့ input ပေးခဲ့လို့ရှိရင် input ထဲမှာပါခဲ့လို့ရှိရင် no ကို output ထုတ်ပေးရတယ်။တော့ဆိုလိုချင်တာကဒီမှာဆိုရင်1 2 3 a 1 2 3 b 6ရှစ်ခုအမှသူမပါတာကနဲ့တော့ဘာတွေလဲဆို4မပါဘူးဗျာ5မပါဘူး3ညမပါဘူး6မပါဘူးဒီမပါတဲ့ကဏ္ဍတွေကိုကျွန်တော် output ထုတ်ပေးရမယ်ဒီဥပမာလေးမှာဆိုရင်1 2 3 4 5 6 7 8 9 0 3ညနေ9တို့ကိုကဏ္ဍအလုံးပါနေတဲ့အတွက်ကျွန်တော်ဘာ output ထုတ်ပေးရမလဲဆိုရင် no ကို output ထုတ်ပေးရမှာဟုတ်ပြီ no ဒီပုံစံလေးကိုကျွန်တော်တွက်ကြည့်လိုက်ပထမဦးဆုံးကျွန်တော် function name ကို mission name ဆိုပြီးတော့ပေးလိုက်တယ်။ပြီးတော့ရင်အဝင် data တို့ကကျွန်တော် s လို့ပြီးပေးလိုက်တယ်။ကျွန်တော် shape ဥစ္စာလိုပဲဒီတော့အဝင် data ကိုကျွန်တော် unit ဖြစ်တဲ့စကလုံးတွေပဲရရှိတော့အောင်ကျွန်တော်ဘာကိုရေးလိုက်လဲဆိုဘာ data type ကိုပြောင်းလိုက်လဲဆိုရင် set data type ကိုပြောင်းလိုက်တယ်။ပြီးတော့ရင်ကျွန်တော်လွတ်နေတဲ့ဘယ်ကောင်လွတ်လဲမလွတ်လဲသိရအောင်လို့အဲ့ဒီလွတ်နေတဲ့ကမန်းတွေကိုထည့်ဖို့အတွက် a ဆိုတဲ့တော့လက်တစ်ခုတိဆောက်လိုက်တယ်ပြီးတော့ကျွန်တော်ဆက်ရမှာကျွန်တော်ဘာကိုဆက်ရမှာတုံညာနဲ့ကိုအတွင်း data ကိုဆက်ရမှာတုံညာနဲ့ကိုအတွင်း data ကိုကျွန်တော်ဒီကောင်းလေးကိုအရင်ပြီးမှာဒီတုံညာနဲ့ကိုအတွင်း data ကိုကျွန်တော်ဘယ်သူ့ထဲရနေယူလိုက်လဲဆိုရင် rain function နဲ့နေပြီးတော့ကျွန်တော်ယူလိုက်မှာအဲ့ရဆို i လေးကဘလို့ဖြစ်သွားမလဲဆိုရင်တုံညာနဲ့ကိုအတွင်း data တွေဖြစ်သွားမှာအဲ့ဒီ i နဲ့ကတုံညာနဲ့ကိုအတွင်း data တွေဖြစ်ပေမဲ့သူကဘာမျိုးစားလဲဆိုရင် င်းကြီးကြမျိုးစားဖြစ်တဲ့အတွက်ကျွန်တော်ကဘာကိုပြောင်းလိုက်လဲဆိုရင် string data type ကိုပြောင်းလိုက်တယ် str function ကိုသုံးပြီးတော့ data casting လုပ်လိုက်တယ်အဲ့မှာကျွန်တော်တို့ကထပ်စစ်ပြီးကျွန်တော်တို့ဒီနမ်းမလေးကစက်ထဲမှာကြည့်တယ်ဆိုတော့ကျော်လိုက်ဆိုလိုချင်တာစက်ထဲမှာရှိရင်ကျွန်တော်တို့ဘာမှမလုပ်ရဘူးဘာမှမလုပ်ရဘယ်ချိန်မှလုပ်ရမလဲဆိုရင်စက်ထဲမှာမရှိတဲ့အချိန်ဆိုရင်ကျွန်တော်ဘယ်ထဲမှာ စက်ထဲမှာကျွန်တော်တို့ကနန်း1နဲ့3လေးအကုန်လုံးဖြီးချလိုက်ပြီဥပမာကျွန်တော်တို့ဒီမှာဗျာ1 2 129ကိုကျွန်တော်တို့ရေးတယ်ဆိုပါလို့ဥမာ129 129ဟုတ်တယ်နော်အဲ့မှာ129ကိုစက်ပြောင်းလိုက်ရင်129ပဲဖြစ်မှာ129ပဲဖြစ်မှာ no swing တွေပေါ့129ပဲဖြစ်129ပဲဖြစ်အဲ့မှာကျွန်တော်3ညနေကိုထီတော့ဖြီးချလိုက်ပြီ3ည 3ညာတော့အရင်ဆုံး3ညာအရင်ဆုံး3ညာ1 2 3 4 5 6 7 8 9ဟုတ်ပြီ3ညာ1 2 3 4 5 6 7 8 9ဘယ်ကထောက်မှာ range ကထောက်ထုတ်လိုက်ပြီဆိုရင်ဒီကောင်လေးကိုနန်းဖြတ်သွားပထမဆုံး3ညာဒီထဲမှာရှိတယ်မရှိဘူးမရှိရင်ကျွန်တော်ဘာလုပ်ရမလဲ မရှိရင်ကျွန်တော်အပန့်လုပ်ပေးရမှာအပန့်လုပ်ပေးရမှာဘယ်မှာအပန့်လုပ်ပေးလိုက်မလဲဆိုရင်အန်ဆိုတဲ့နေရာမှာကျွန်တော်0ဆိုပြီးတော့ကျွန်တော်ထည့်လိုက်1ရှိလားရှိတဲ့အတွက်ကျွန်တော် continue ကြော်သွားမယ်အပန့်မလုပ်ဘာအတူကြော်သွားမှာအဲ့မှာ continue ကြော်တဲ့အခါမှာ4တွင်းမှာပဲသူကကြော်မှာဒီ4တွင်းမှာပဲကြော်ပြီးတော့ရင်ကျွန်တော်2ဆိုရှိလားရှိရင်ကျွန်တော်ကြော်မှာအင်း3ရှိလားမရှိဘူးရေးမယ်4လည်းရောက်4ရှိလား ရှိဘူးထဲမှာ5မရှိဘူးထဲမှာ6မရှိဘူးထဲမှာ7မရှိဘူးထဲမှာ8မရှိဘူးထဲမှာ9ရှိလားရှိရင်အပန်းမလုပ်ဘူးကြော်သွားမယ်အဲ့တိုင်းဆိုရင်နော်0 3 4 5 6 7 8 9ဆိုပြီးတော့ကျွန်တော်ရမယ်ရတဲ့ဟာကတော့ဘာမျိုးသားပဲဖြစ်နေမလဲဆိုရင်ကျွန်တော်ဒီမှာဆိုရင်တော့ဒီမှာ print ထုတ်ကြည့်လိုက်လေအမျိုးသားပဲဖြစ်နေဟုတ်ပြီကျွန်တော်129ကိုကျွန်တော်ရိုက်ကြည့်လိုက်ဒီကောင်ခဏပိတ်လိုက်မယ်129ကိုကျွန်တော် ข้ามาถอดหนอใหญ่จีหลังกองนี้หนอแค่ไานไหวันตุนายใหญ่เราปาเลเวทถอยมาเลยส่วนวันตุนายเนี่ยมามาปาเลยกองนี้เราตกถอยมา วันตุนายเราแชมป์เราจะได้กองนี้ถอดเอาไปจะวันตุนายวันตุนายวันตุนายใหนใจแล้วไหมครับเราทีมาสุดตัวนี้3 4 5 6 7 8เราจะได้ถอด တော့ဒီတင်းငင်းလေးပါအဓိကဟုတ်ပြီတော့ဒီဟာကြီးကိုကျွန်တော်ရှေ့တာလက်ကြီးဖြစ်နေလက်ကြောင်းရင်ကျွန်တော်ဘာလုပ်ရမလဲ drive မှာတက်လေးနဲ့တော့ကြောင်းမှာအဲ့အကြောင်းမလို့အအကယ်ယူရေးလက်ရှိခဲ့မယ်ဆိုရင် ANL လေးကိုတော့လောကဘာပြောင်းလာမလဲ string data type ပြောင်းလာမယ်ပြီးရင် return ပြန်မလာမလား return ပြန်လာရင်အောက်ကငိုးကအလုံးမလုံးတော့ဘူး okay ဖြစ်သွားမရှိရင်တော့ဒီကောင်ကြီးအလုံးလုံးမလားမလုံးဘူးပြီးရင်ကျွန်တော် return ပြန်ထားတာက အဆိုင်ပေးလို့ရတယ်အဲ့အဆိုင်ကိုကျွန်တော်ဒီပြန်ထုတ်လိုက်တယ်ဟုတ်ပြီကျွန်တော်ဒီပုံစံလေးကိုကျွန်တော်ပြန်တွက်ပေးတယ်ဟောဘန်းကြည့်လိုက်မယ် ABC ABC တော့ဒီမှာ4 4 4 4 4 1 1 1 1 1ဆိုတော့ကျွန်တော်ဘာတွေပဲထွက်မှာအောင်၃ညာအ၃ညာလေးပါထည့်လိုက်မယ်တော့နှစ်ကနေ၈ ठी ထွက်မှာနှစ်ကနေ၈ ठी ပါလားမပါဘူးဒီမှာနှစ်၃၄၅၆ခုချက်တော့ထွက်ပါတယ် ဟုတ်ပြီနော်3 1 2 3 4 5 6 7 8 9ညာ1 2တိုင်းရေးလိုက်မယ်ဆိုရင်ဟိုဘာတွေပဲထွားရမလဲ no ထွားရမှာဖြစ်တယ်ကျွန်တော်ဆွေးနွေးချင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ